အုပ်သမီးဆိုးဆိုတဲ့တက်ကိုကိုဆိုတဲ့အမျိုးသမီးပေါ့ဒါတော့အဲ့လေအဲ့ဒီအမျိုးသမီးအကြောင်းတီးပြီးသားဖြစ်နေမယ်အဲ့ဒီအမျိုးသမီးသူ Facebook ကနေ live ထွင်ပြီးတော့အယုတ်တာနဲ့တာတွေပြောခဲ့ကြတယ်ဟာတွေလည်းခင်ဗျားတို့အကြည့်ကြီးကြားခဲ့ပြီးလိမ့်မယ်တချို့အဲ့ဒီအယုတ်တာနဲ့တာကိုကြိုက်တဲ့သူတွေကြတော့လေအဲ့ဒါကိုသွားနားထောင်အောင် ပြီးတော့အမလီမှန်လိုက်တာဘာဖြစ်တာလို့တို့သွားပြောကြတဲ့လူရှိတယ်ဒါပေမဲ့အဲ့ဒီလူသူတို့ comment လေးပြောနေကြတဲ့ဟာအဲ့ဒီလူတွေရဲ့စိတ်ဓာတ်အယုတ်တာနဲ့တာတွေကိုကြိုက်တယ်ဆိုတဲ့စိတ်ဓာတ်ပေါ်လွင်နေတယ် ဟိုပပစရီသူများပြောဆိုရဲစရက်ပြောနာဗျာခဏလူတယောက်ချစ်စီမကြမှာဒီကပြည်မှာရှိနေတဲ့မင်းသမီးတွေတရုတ်ဆောင်တွေနာမည်ကျော်တွေစစ်သားတွေစပိုအဲတရားဝင်မကြအောင်သူပပစရီပြောနေကျွန်တော်ကြည့်ပြီးစိတ်ဆင်းရဲတာဒီမျိုးသမီးကွာယုံမှုကောင်းလိုက်တာသူတို့ယုံဒီဘာလို့ရှော့ပြောနေလဲစိတ်ပြဖို့ကောင်းလိုက်တာကျွန်တော်ကြည့်စိတ်မကောင်းစိတ်ထဲမှာဗျာကိုဒီလိုပြောနေကြည့်ပြီးစိတ်ချဘလို့မှဆင်မပြေဘူးနားထောင်ပဲမြောက်နားလည်းမထောင်ပါဘူးတခါတလေ news feed မှာတက်လာလို့တလုံးနှလုံးပြန်နေပြောတာမြင်ကြော်လိုက်ဘာလို့ဆိုကျွန်တော်စိတ်ပြလုံးလုံးလို့ ။ဘာအေးတဲ့ကွာနေပြီးတော့တမီးစိုးကိုအမှုဖွင့်ခဲ့တာပါ။ဖွင့်ခဲ့တာကပြင်းဦးလေမျိုးမရက်စကန်မှာအမှုဖွင့်ခဲ့ပါတယ်။ပါနံပါတ်က215မြင်းဆောင်1329ဆက်တော်ရေးဥပဒေပုံမှာ66နဲ့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။အမှုဖွင့်ခဲ့တယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအော်တိုဘားလာ7ရက်နေ့မှာတမီးစိုးကိုတက်ဆိုင်ရာကဒါခေါ်ယူဟိုဖမ်းဆီးလိုက်တယ်ပေါ့ဗျာဖမ်းဆီးထိန်းသိမ်းလိုက်တယ်ပေါ့ဒါလို့ဖြစ်ခဲ့ပါတယ်အဲ့တော့ခင်ဗျားတို့လည်းတမီးစိုးနဲ့ပတ်သက်တဲ့ပွဲတွေကတော့ခင်ဗျားတို့ခဏနားတော့နားတော့မနေဘူးလေ ဲ့ရှိတော့ဒီသက်ဆိုင်ရာသမီးဆိုးတော့ကျွန်တော်တို့ခေါ်ထင်းသားပါတယ်အဓိကကျွန်တော်တို့တင်ပြပေးချင်တာကခင်ဗျားတို့ဒီအပိုင်းမှာခင်ဗျားတို့ပွဲတွေတော့ခင်ဗျားတို့ရှားတာတော့ခတ်သွားလိမ့်မယ်။အဲကြောင့်ဆိုသမီးဆိုးနဲ့သမီးဆိုးနဲ့ကျွန်တော်တို့အင်တင်ကိုရပွဲအဲဒီမှာပွဲတွေပွဲတွေပြီးပါမှလည်းဖြစ်တယ်ပြီးတော့မှလည်းပွဲတွေအကြီးဖြစ်ခဲ့တယ်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့သုံးဆန်တိုင်းပဲ video file အပိုင်းစာလေးကိုပြန်ကြည့်ရမှာဖြစ်ပါတယ် ပထမဦးဆုံးအနေနဲ့နော်ဘူးလက်ဆာဆိုရဲ့ဗီဒီယိုဖိုင်ကိုပဲအရင်ဆုံးနားထောင်ကြည့်လိုက်ရအောင်နော်ကိုရဆိုင်လိုင်စင်လျှောက်တာတော့မစပီသူစစ်မှုထမ်းလက်မှတ်ပါမပြင်မယ်လို့ကျွန်တော်အရင်ကပြောဦးတယ်တတိမီဒီယာလုံးချင်းတတိမီဒီယာလုံးချင်းပြည်သူစစ်မှုထမ်းလုပ်ပြီးပြလားလုပ်ပြီးမှပြေးဟာကျွန်တော်ကြော်ရင်မှာလားကြော်ရင်လည်းမရဘူးကြော်ရင်ကြော်ရင်စစ်မှုထမ်းလဲကြော်ရင်လည်းမထမ်းရင်လာမလုပ်နဲ့ အဲ့ဒါမြင်မြင်မှတ်တာခူရီကစဉ်းစားတာကျောင်းတော်တော်မလုံးနဲ့ကျော်များမင်းတကယ်တွေ့ရမလားသူတို့အနာရပြီးရင်ကိုင်းဟာဆိုင်တောင်မှစစ်မှုထမ်းမီတာလက်မှတ်မပြနိုင်ရင် license ထုတ်မပေးဘူးလို့ပြောနေပါတယ်။အဲ့ဒါစစ်အုပ်စုရဲ့သဘောထားပါ။တရင်းသမားတို့တောင်မှစစ်မှုထမ်းမီတာလက်မှတ်မပြနိုင်ရင် license ထုတ်မပေးဘူးလို့ပြောနေပါတယ်။အဲ့ဒါစစ်အုပ်စုရဲ့သဘောထားပါ။ဘူးလက်လှဆိုင်နဲ့စစ်အာဏာရှင်တွေရဲ့စိတ်ရင်းတိုက်ဆိုလို့ရှိရင်စစ်မှုထမ်းလက်မှတ်တာမပြနိုင်ရင်ရောက်ခမတောင်ထမင်းကျွေးခြင်းမရပါဘူး။တမက်တောင်အိမ်နဲ့အဝန်ခံခြင်းမရပါဘူး။ ဘူးလက်လက်ဆွေတယောက်ရှိနေတာဟာပြည်သူတွေအတွက်တော့တော်တော်ဟန်ကြပါတယ်ဆေးဥစုရဲ့သဘောထားကိုရှင်းရှင်းလင်းလင်းသိခွင့်မြင်ခွင့်ရပါတယ်သူ့လောက်ပေါ့ဟာဆေးအနာရှင်တွေအတွက်တော့တစီကလေးမခံချိမခံတာဖြစ်ချင်စရာပါငါတို့ကရှိရပုံမင်းကနောက်ကအကုန်ဖော်နေရလားဆိုပြီးတော့မျက်စောင်းထိုးမျက်မှန်ရှာမှာပါဆေးအနာရှင်ဆေးဥစုဟာသူတို့အကျိုးစီးပွားကိုရည်ရည်ရာရာလှုပ်လာလို့ရှိရင်စက်တူသားစားဖို့ဝင်မလေးတက်ဘူးဆိုတာကတော့အမှန်ပါဒါပေမဲ့အခုချိန်မှာဘူးလက်လှဆွေတယောက်ဟာသူတို့ရဲ့ဂျေဇူးရှင်ပြူစောထီခေါင်းဆောင်တယောက်ဖြစ်တယ်လို့ တို့အသုံးချကြရတယ်အများကြီးရှိနေပါသေးတယ်ဒီလိုအချိန်မျိုးမှာတော့ဘူးလက်လှဆွေကိုတို့ဇလန်းတွေကဆွဲမထုတ်တော့သေးဘူးထင်ပါတယ်ဘူးလက်လှဆွေကိုလောလောဆယ်မှာတော့ဇက်ခုံဘော်ကဆွဲမချတော့သေးဘူးလို့ထင်မိပါတယ်ခင်ဗျာဒီညီမလေးရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်ဆရာမင်းခိုင်စုစံရေးထားတဲ့အကြိုက်ဆုံးစာသားလေးကိုဖတ်ပြပါမယ်ရှင်ဒီစစ်ပွဲပြီးရင်ကြောင်းတက်ခြင်း တေမီဟာ right ဖဲကိုပခုံးမှာချိန်စာသင်ငန်းစကားတွေကိုပိတ်လိုက်တယ်စာအန်နန်တွေပျောက်ဆွန်းဘုံဆန်တွေမိုးချုံးတလို့ရွာချအမန်တရားတောင်ငုံးကိုလက်နဲ့ကြည်အင်အားသုံးပြီးတိမ်ပိုက်ဖို့ကြိုးစားနေကြတယ်မျက်ရည်နဲ့လောင်းကောင်းလေးပေါ်ကအမန်တရားဘေးပစ်တစားကမှလီစားမှာမဟုတ်ဘူးစိတ်ယူနေဖောင်းရင်ဘက်ပေါ်စိတ်ဆွဲထားတဲ့တစိတ်တရားစပီးတန်ကြောင့် တည်သွားတဲ့ကလေးတွေရဲ့အရေးအတွက်နဲ့ချက်လူအချိုးကြပါသလားစစ်နှဖရားရဲ့တင်ချာကိုငါလက်ချိုးရည်အတွက်နေစဘာဆိုင်ပြုံးမဲ့တောင်ရမီမှာငါအဖေခန္ဓာကိုအပိုင်းဆောက်ဖြစ်တယ်လို့မြုပ်ပြခဲ့ရတယ်။မြောက်ဆန်ပောက်ကွဲတဲ့နေရာကမြက်ပင်လို့မိသားစုဘဝတွေပြတ်ထွက်လွန့်စင်ကြ။မိမိဒီတက်တော့ထမင်းလက်ဆောင်စားဝင်မရှိတော့ဘူး။ ဥကောင်းချက်မှာကြည်စံတွေကနဆိုးရဲ့လေချွန်နံလို တရှိရှိမြည်နေတော့ညီလောအောက်ကမိုင်းပုံဝန်းကနေပောက်ကွေးတယ်ငါနာကမြှော်လင်းချက်ဟာခြေရောက်တစ်ဖက်နဲ့အတူပြုတ်ထွက်လွန့်စွန်သွားပေါ့ငါအိမ်ငါပြန်လာတာလေဒါဟာတော့မတော်တလန်းဖြစ်ခဲ့ပါသလားမျက်ရည်အဝဲသားနဲ့မိကွန်းထုံမိငါဘဝကတော့ငါဒူးစစ်လို့ ငုံတီတီဖြစ်လို့နေလေရဲ့ငိမ့်ချရဲ့မိုးခေါင်ရဝန်းဒီတာမှာသားပြောက်တဲ့အမီနဲ့အမီပြောက်တဲ့သားတွေအားလုံးဟာလူအဖြစ်ကနေလျှော့ကြတလိတ်ဆန်နေလို့အမဲလိုက်ခံနေရတယ်အမီအိုတို့ရဲ့ငိုကြွေးတာမြစ်တောင်ရံမှာစီစဉ်အေယာဝရီဟာသွေးချင်းချင်းနေလို့လဝါကတိုင်ချက်မှာစစ်ချင်းမြစ်တာတရားကိုတန်မှုနဲ့အာနာဘကွက်သားတို့ကကွမျက်ကြတာကို စစ်ပွဲလို့ခေါ်တယ်စစ်ပွဲမှာဘဒူနိုင်နိုင်ဘဒူရှုံရှုံနောက်ဆုံးမှာအမန်တရားကပဲနှိမ့်ပတ်မိဘမဲ့သွားတဲ့ကလေးတွေကို လောကထဲမောင်းထုတ်လိုက်ကြတယ်။အိုးသွေးစာသူတို့ရက်ဆက်ကြမ်းကြုတ်သူအပေါင်းတို့အပြစ်မဲ့သူတွေရဲ့သွေးနဲ့ဗိတ်သိမ်မြလူတက်ကုန်းမှာစောက်တဲ့နန်းတော်စီငါတို့ဘယ်တော့မှလက်အုပ်ချဘူးကြီးစံဘိုးတွေထက်မပြုံးနဲ့ ပေါင်မုံတလုံးလောက်ဝယ်ပြီးပါလက်ပြဘုံတွေပြစ်မယ်အစားငှက်ဖျားစေးတစ်ခွက်ပြီးပါစစ်ပွဲတစ်ပွဲပရမအုံဆုံးပြစ်တဲ့ကြီးစံကိုချင်းစာတရားကိုမှန်းနေကိုချင်းစာတရားကြဆုံးခြင်းဟာနိုင်ငံတော်စာပနာပဲကဲအလန်တဝက်လွှင့်ထူကြကဘာမကြီးတချင်းကိုဆိုတဲ့အခါငူရန်ပါနေရတာလောက်ဝမ်းနေစရာကောင်းတာမရှိဘူးလေ မုံဒီစိတ်တွေနောင်မျိုးဆက်ကိုအမွေမပေးစေရအာမဘန်တီငင်းချင်းရည်တီလာယူတံကောင်းကင်ထက်မှာညံပါစေကလေးတွေရင်ထဲကတောင်းစုနဲ့ငါတို့အားလုံးဝတ်ပြုကြရအောင်မိမိဝယ်ပေးတဲ့ကြောက်တင်ဘုံပေါ်မှာဝါလုံးဝိုင်းဝိုင်းနေချစ်ဆွေးဒီစစ်ပွဲပြီးကြောင်းတဲ့ချင်းနေ Okay ဒီအကိုရဲ့အုံတက်ချက်ကိုပဲဆက်နားထောင်ကြည်လိုက်ရအောင်နော် လေး PDF နဲ့လက်ပလာကမိသားစုတစုရဲ့အော်တိုဘာလာ၁၂ရက်နေ့မနက်ပိုင်းမှာ live မော်ဟိုးလေးတချို့ချို့ပြန့်နှံ့သွားတဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့စိတ်မကောင်းလို့ကျွန်တော်ကဝေမာကြံပြူမှာဖြစ်ပါတယ်ခက်မြန်မြန်လေးတွားရအောင်တူချုံပြီးတော့ဒေါ်လာရေးမှာဘာမှမဟုတ်တဲ့အကြောင်းအရာလေးနဲ့အနှောက်ယှက်ဖြစ်မှာစိုးလို့ဗီဒီယိုဖိုင်ကိုအားလုံးကြည့်ပြီးပြီဖြစ်ပါတယ်ဗီဒီယိုဖိုင်ဆက်မှာကျွန်တော်တို့ဗီဒီယိုရဲ့ညီမငယ်လေးတယောက်ကနေပြီးတော့စတားလိုက်ကိစ္စကိုစတင်ပြောပါတယ်ပြောတော့တစ်ခါမှရှိတဲ့အန်ဒီကြီးတယောက်နဲ့အမတယောက်က ်ပြန်လဲချေပါပါတယ်အဲတဖက်နဲ့တဖက်ပြောဆိုကြရင်းနဲ့အန်ဒီကြီးတယောက်နဲ့အမားတယောက်ရဲ့စကလုံးထိုးစစ်ကိုဟိုဘက်က20ကျော်20ပတ်လဲဝန်းကျင်လေးလူငယ်တွေဖြစ်တဲ့အတွက်လူကြီးတယောက်ရဲ့စကလုံးထိုးစစ်ကိုမခံနိုင်တဲ့အဆုံးဒေါသအတန်ကြီးပါလာတယ်နော်လေးတန်နေနေလေးပြီးတော့မာလာလေးတန်မာလာတယ်နောက်ပြီးတော့ဆွေးရရလာလေးဖြစ်သွားတယ်ဒါကကျွန်တော်တို့ညီငယ်ညီမငယ်တွေရဲ့အားနည်းချက်နောက်ပြီးတော့ပြည်သူဆက်ဆံရေးဆိုရင်လေပြည်သူကိုနားလေသဘောပေါက်အောင် ရေးလေအောင်ရှင်းပြနိုင်တဲ့စကားပြောစွမ်းရည်လိုအပ်ချက်အားနည်းချက်ပေါ့နော်အဲ့ဒါလေးတော့မြင်မိပါတယ်ကျွန်တော်ညီငယ်ညီမငယ်တွေဒါလေးလေ့လာဖို့လိုအပ်ပါတယ်နော်ဒါအရေးကြီးတဲ့အကြောင်းအရာတွားရအောင်အရေးကြီးတယ်နော်မသိတဲ့ပြည်သူတွေသိအောင်လို့ကျွန်တော်ကပြောပြမယ်အရေးကြီးတဲ့ချက်နှစ်ချက်ပါအဲ့ဒီထဲမှာလက်လက်ကိုင်းတဲ့ရဲဘော်စစ်သားဟာပြည်သူလူထုချားမှာတဏ္ဍမောင်းမဆွဲရဘူးအပြစ်မဲ့တဲ့ပြည်သူကိုတဏ္ဍနဲ့ချိန်ပြီးတော့မချင်းချောက်ရဘူး ဟုတ်ပြီနော်အဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်လိုက်ကျွန်တော်တို့ရဲ့ PD ရဲ့ရဲဘော်ညီကိုညီမငယ်တွေဟာနောက်မှာရှိတယ်နော်တနက်ကိုစီနဲ့ရက်နေတဲ့ရဲဘော်တွေရှိတယ်အဲ့ဒီမိသားစုကိုတနက်မောင်းဆွဲပြီးတော့လဲမပြုတ်လို့ဘူးတနက်ပြောင်းသွားတဲ့ချိန်ပြီးတော့လဲမချင်းချောင်ဘူးအဲ့ဒီချက်နဲ့ချက်ကိုကြီးချင်းအပြည့်ကျွန်တော်ညီငယ်ညီမငယ်တွေကိုကျွန်တော်ကဒီနေရာကနေပြီးတော့လေးပြပါတယ်နော်အဲ့တော့ပြည်သူဘက်ကိုကြည့်ရအောင်ပြောဆိုလို့ရတဲ့ ဒေါ်လာရင်းအဖွဲ့အစည်းမှုပြောတာလားဒါပဲပြောတဲ့စကားလုံး၄တန်ကိုလည်းနားထောင်ကြည့်ပါအန်တီကြီးကပို့ပြီးတော့စိုးပါတယ်ဘဝတွေအသက်တွေရင်းပြီးတော့ဘဝတွေအသက်တွေပေးပြီးတော့ဒေါ်လာရင်းလုံနေတဲ့ညီငယ်ညီမငယ်လူငယ်တွေရဲ့ရင်ထဲကိုရောက်အောင်ပြောဆိုတဲ့စကားလုံးတန်ကအမေကြည့်ကြပါအောင်လက်နဲ့ကင်ပြီးတော့အပြည့်အစုံကိုနိုင်ကျင့်နေတယ်ကြီးနိုင်ငံရေးလုပ်နေတယ်ငါတို့ပေါ်အကျန်းဖတ်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့လေဘူးတိုက်ပြီးတော့ပွဲစုအောင်လုပ်တယ် တမင်တကာမဲရည်ရွယ်ပြီးလုတ်တလားတော့မှထင်ရတယ်။ဒါဟာလူကြီးလူကောင်းပြောရမယ့်စကားလုံးမဟုတ်ဘူး။အဲ့ဒါကပြည်သူတွေရဲ့အာဏာချက်ပဲ။ကောင်းမှုစွာဟိုဘက်ကတစ်ဖက်မှာရှိတဲ့ရဲဘော်တွေကကိုယ့်ရဲ့ညီရွယ်သားရွယ်တွေနားလည်အောင်ပြောပြလို့ရတယ်။ငါသားတို့ရဲ့အမေတို့ကမသိဘူး။မသိလို့အခုလိုမှားတော့တာပါ။နောက်မှဖြစ်အောင်အမေတို့လည်းဆင်ကျင်ပြီးနေမယ်။ငါသားတို့ထုတ်ပြန်တဲ့စီကံကိုလည်းလိုက်နာမယ်။အခုငါသားတို့ကတောင်းဝင်ရလာဆိုရင်လည်းအဲလောက်ဆက်ရှိရလောက်ပါ။အမေတို့လည်း နောက်နောက်ဆင်ញင်ပြီးတော့နေပါမယ်ဆိုပြီးတော့လူငယ်တွေကြည်နက်အောင်နားလေသဘောပေါက်အောင်လူကြီးတယောက်နေနဲ့ရှင်းပြနိုင်နဲ့အရေးချင်းမရှိတာကလူစုတယ်ဟိုကလူငယ်တွေဟုတ်ပြီနော်အဲ့တော့အဲ့ဒီဗီဒီယိုဖိုင်တစ်ခုကိုကြည့်ချင်းအဖြစ်ကောင်းတဲ့အရာတစ်ခုတော့ပေါ်လာတယ်ဘာလဲဆိုရင်တို့လက်လက်ကင်ဒေါ်လာနေတဲ့ဒေါ်လာရေးရဲဘော်တွေကိုပြည်သူတွေဟာမှားနေရင်မှားတဲ့ကြောင်းဝေဖန်ထောက်ပြရဲကြတယ်ပြောဆိုရဲကြတယ် ြောဆိုခွင့်လည်းရှိပါတယ်။ဟုတ်ပြီနော်ဒါကောင်းတဲ့လက္ခဏာပါ။ဒီနေရာမှာသာစကမစစ်ကုံမရှင်စစ်တပ်သားဖြစ်ကြည့်လိုက်။အဲ့ဒီဝင်းထဲမှာရှိတဲ့မိသားစုနှစ်ယောက်လောက်ကတော့တေးပြီးလောက်ပြီ။ဟုတ်ပြီနော်။မတေးရင်တော့မှမပြစ်တတ်ရင်တော့မှတေးကြတဲ့အဲ့ဒီမှာရှိတဲ့ပြည်သူတယောက်မကြံကားပေါ်ရောက်နေလောက်ပြီ။အချုပ်ချိုင်ချမယ်ဒါမှမဟုတ်ပတ်စံနဲ့တော့ရွေးခိုင်းရွေးခိုင်းမယ်ပေါ့နော်။โอเคဒါဆိုရင်ရှင်းကြည့်လိုက်ကျွန်တော်တို့တော်လိုင်းရဲပေါ်ညီကိုမောင်နှမတွေရဲ့ PDF တွေရဲ့ပြည်သူပေါ်ဆက်ဆံပုံနဲ့ စကမစစ်ကော်မရှင်တရဲ့ဆက်ဆံမှုဘာတွေကြွားချသလဲခင်ဗျားစစ်ကော်မရှင်စစ်တပ်မှာအောက်မှာနေတဲ့ပြည်သူဟာစစ်တပ်ကိုဒီကလုံးတစ်လုံးအောင်ပြန်မပြောရဲဘူးဆက်ဖက်နှက်အောင်မှာပြားနေအောင်ဝတ်နေရတယ်အချို့ပြည်သူကလည်းအဲ့လိုဆက်ဖက်နှက်အောင်မှာပြားနေအောင်ဝတ်တဲ့ဘဝနဲ့ပဲတန်းတယ်ဒါနဲ့အဲ့တော့ပြည်သူတွေနေတဲ့ဆင်ခြင်မှာကျွန်တော်တို့ဒေါ်လာရေးပေါ်ရင်ဒီကုံမောင်မတွေမှာရွင့်နေလေဝေဖန်မှာအကြံပြုပါထောက်ပြပါနော်ဝေဖန်လို့ရပါတယ်အကြံပြုလို့ရပါတယ်မိမိရဲ့မှန်ကန်ကြောင်းစီးနေကန်းနဲ့လာရောက် ပြောဆိုတင်ပြလို့ရပါတယ်။ကြောက်စရာမလိုပါဘူး။နော်ကျွန်တော်ဒါကိုပြောကြားရင်းနဲ့ဒီဒေါ်လာရေးမှာဘာမှမဟုတ်တဲ့အကြောင်းအရာလေးအတွက်နဲ့ကျွန်တော်တို့ရဲ့ဒေါ်လာရေး PDF ညီကိုမောင်နှမတွေအပေါ်အထင်မြင်လွဲမှားတာတွေကိုစင်ကျင်ကြဖို့အဲသူတို့တောင်းရှိသူရှိတွေကလည်းပြည်သူပေါ်ကိုစကလုံးတင်းမာစွာနဲ့ပေါ့နော်ပြုမှုဆက်ဆံတဲ့ရဲဘော်ရဲမေတွေကိုအရေးယူမယ်လို့ထုတ်ပြန်လာပါတယ်။အဲ့တော့လူကြီးတွေကိုလည်းကျွန်တော်ကအကြံပေးချင်ပါတယ်။ကျွန်တော်တို့ရဲ့ PDF ညီငယ်ညီမငယ်တွေဟာ မှန်ပါတယ်လူငယ်တွေဖြစ်တဲ့အလျောက်ဒေါသကြောင့်စကလုံးတင်းမာစွာပြည်သူပေါ်ဆက်ဆံမိတာကတော့မှန်ပါတယ်ဒါပေမဲ့လို့ကြီးမားတဲ့ပြည်တံပေးရတာတွေထိတော့ကျွန်တော်တို့ညီငယ်ညီမငယ်တွေမမားပါဘူးမမားဘူးနော်တော်လိုက်လို့နေတဲ့ညီငယ်ညီမငယ်တွေကိုစိတ်ထက်ကြက်သွားစေမဲ့ပြည်တံမျိုးမပေးဖို့လည်းအကြံပေးစင်ပါတယ်ပေးမယ်လို့လည်းကျွန်တော်တို့မထင်ပါဘူးအပြည်သူတွေဘက်ကလည်းကျွန်တော်တို့ဒေါ်လာရေးကိုတစ်ဖက်တစ်လမ်းကနေကူညီပါဝင်တဲ့နေရာမှာထုတ်ပြန်လာတဲ့စည်းကမ်းတွေကိုလေးလေးဆဆနဲ့လိုက်နာကြဖို့ပါဝင်ကြဖို့ ပူပေါင်းကြဖို့ကျွန်တော်ကဒီနေရာနေပြီးတော့ထပ်ပြီးတော့ဝေဘာချန်ပီယံရင်းနဲ့အားလုံးပဲဘေးကင်းကြမှာချမ်းသာကြပါစေခင်ဗျာနော်ဒီနေရာမှာကျွန်တော်နည်းနည်းဝင်ပြောချင်တာကတော့ကျွန်တော်ရဲ့အမြင်ပေါ့နော်ပြည်သူတွေမှားတယ်ပြည်သူတွေမှားတယ်ဒီဗီဒီယိုဖိုင်တစ်ဖိုင်တည်းမဟုတ်ဘူးအရင်နှုန်းကတော့ချင်းပြည်နယ်ဘက်မှာလည်းဗီဒီယိုဖိုင်တစ်ဖိုင်ထွက်လာဘူးတယ်နော်ခင်ဗျားကအာနာရှင်မင်းအောင်ဆိုင်လာခင်ဗျားကမင်းအောင်ဆိုင်ထက်ပိုဆိုးတယ်အဲ့လိုနော် ပြည်သူတွေကနော်အနိုင်ကျင့်လို့ရတဲ့အရာကိုပဲအနိုင်ကျင့်တာစစ်ကွေးတွေကိုသူတို့အဲ့လိုမပြောရဲဘူးပြောရဲတဲ့အရာကိုနော်အနိုင်ကျင့်လို့ရတဲ့အခု PDF တွေကိုပဲသူတို့ပြောရဲတာနော်အဲ့ဒါပြည်သူမှားတာပဲအဲ့ဒီနေရာမှာနော်ကျွန်တော်မနေ့ဗီဒီယိုဖိုင်အစအဆုံးတေချာကြည့်ထားတယ်အဲ့ဒီနေရာမှာစစ်ကွေးတွေဒါဖြစ်ကြည့်အကုန်လုံးမတာပေါ်ကုန်ပြီနော်ပြည်သူတွေကနော် တခါတလေကြရင်ပြည်သူတွေဝန်တော့မရှိတဲ့ပြည်သူတွေကအာနာစီနဲ့ပဲတန်ပါတယ်။ Okay ကျော်မျောမင်းပြောတဲ့တမီးဆိုးအကြောင်းကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်။အခုတမီးဆိုးဆိုတဲ့တက်ကိုကိုဆိုတဲ့အမျိုးသမီးပေါ့။ဒါတော့လည်းအဲ့ဒီအမျိုးသမီးအကြောင်းကိုတီးပြီးသားဖြစ်လိမ့်မယ်။အဲ့ဒီအမျိုးသမီးသူ Facebook ကနေလိုက်ထွန်းပြီးတော့အယုတ်တာနဲ့တာတွေပြောခဲ့ကြတယ်ဟာတွေလည်းခင်ဗျားတို့အကြင်ကြီးကြားခဲ့ပြီးလိမ့်မယ်။တချို့အဲ့ဒီအယုတ်တာနဲ့တာကိုကြိုက်တဲ့သူတွေကြတော့လည်း အဲ့ဒါကိုသွားနားထောင်ပြီးတော့အမလီမှန်လိုက်တာဘာဖြစ်တာလို့တို့သွားပြောကြရလူရှိတယ်။ဒါပေမဲ့အဲ့ဒီလူကိုသူတို့ comment လေးပြောနေကြတဲ့အဲ့ဒီလူတွေစိတ်ဓာတ်အယုဒ္ဒနတ္တတွေကိုခြိုက်တယ်ဆိုတဲ့စိတ်ဓာတ်ပေါ်လွင်နေတယ်။ဟိုပပစရီသူများကိုပြောဆိုရဲစရက်တွေပြောနေတာဗျာခဏလူတယောက်ချင်းစီမကြမ်းမနော်။ဒီကပြည်မှာရှိနေတဲ့မင်းသမီးတွေတရုတ်ဆောင်တွေနာမည်ကျော်တွေစစ်သားတွေစပေါ်အဲ့တယောက်မကြမ်းသူပပစရီပြောနေကျွန်တော်ကြည့်ပြီးစိတ်ဆင်းရဲတာဒီမျိုးသမီးကွာယူမှုကောင်းလိုက်တာသူတို့ဒီဘာလို့ရှောက်ပြောနေလဲစိတ်ပြတ်ဖို့ကောင်းနေတာကျွန်တော်ကြည့်စိတ်မကောင်းစိတ်ထဲမှာဗျာကို့ သူတို့ပြောတာကြည့်ပြီးစိတ်ချဘလို့မှဆင်မပြေဘူးနားထောင်ပဲမြောက်နားလည်းမထောင်ပါဘူးတခါတလေ news feed မှာတက်လာလို့တလုံးနှလုံးကြမ်းနေပြောတာမြင်ကြော်ပလိုက်ဘာလို့ဆိုကျွန်တော်စိတ်ပြက်လွန်းလို့လို့အဲ့လိုနေတဲ့အမျိုးသမီးပါအဲ့ဒီအမျိုးသမီးအခုတော့အဲ့ဒီအမျိုးသမီးကိုဒီနေ့လေးသိမှာဖမ်းလိုက်တယ်ဆိုတဲ့တိုင်းကျွန်တော်ကြားပါတယ်ကြားတော့ကျွန်တော်တော့ဟာဘာဖြစ်တာလဲပေါ့ဆိုတော့သိချင်လို့စုံဖမ်းရတာပေါ့ဒီဆုံးနံပါတ်တစ်ကကျွန်တော်တို့တရင်ဦးပြတင်နေဖမ်းလိုက်ပြီဆိုတော့ကျွန်တော်တို့ website မှာတင်လိုက်တယ် ပြီးရင်တော့ဘာကြောင့်ဖမ်းလဲဘလို့ဖမ်းလဲဆိုတော့တော့ကျခင်အောင်ဒီမှာဖြစ်မှာဆိုတော့အသေးသေးကိုကျွန်တော်စုံစမ်းပြီးတဲ့နောက်ပထမတင်တဲ့သူဖြုတ်ပြီးတော့နောက်ထပ်ပိုကောင်းတဲ့သတင်းကိုအစ်စ်ကိုပြန်တင်ပေးလိုက်တယ်ဘာလို့လဲဆိုတော့ပထမတင်တဲ့သတင်းကဘာမှမသိတဲ့အတွက်ထင်အောင်ဒီမှာဖြစ်ပြီးတော့လူတွေကဟိုပြောဒီပြောသူလိုသူလိုရှောက်ပြောကြမှာကျွန်တော်စိုးရတယ်ဒါကြောင့်မလို့တေချာခိုင်မအောင်စုံစမ်းပြီးတဲ့နောက်တေချာခိုင်မသတင်းပြန်တင်လိုက်တယ်တကယ်တော့သူ့ကိုဖမ်းရင်အကြောင်းရင်းပေါ်ပေါက်လာတယ်အချားမဟုတ်ဘူးเนาะအချားမဟုတ်ဘူးအဲ့ဒါဘာလဲဆိုတော့သူ့ကိုသူ့ကိုဘယ်သူကတိုင်တိုင်ထားလဲဆိုတော့အမှုဖွင့်ထားတယ်ပေါ့66ကကြီးနဲ့အမှုဖွင့်ထားတယ်စက်တွေဥပဒေပေါ်66ကကြီးအမှုဖွင့်ထားတယ်လို့ရှိလို့ ဘယ်သူကဖွင့်တာလဲဆိုတော့ဒီအေသင်ကိုဆိုတဲ့အမျိုးသမီးကဖွင့်တာနော်အေသင်ကိုဆိုတဲ့အမျိုးသမီးကဖွင့်တာအေသင်ကိုဆိုတဲ့အမျိုးသမီးကသူအမှုဖွင့်ခဲ့တဲ့အကြောင်းသူ Facebook မှာတင်ထားတယ်ဘာတင်ထားလဲဆိုတော့ကျမအနေနဲ့ကျမအပါဝင်ကျမပတ်ဝန်းကျင်ကျမမိသားစုအားလုံးကိုထိခိုက်တင်တာမှုတွေရွေးချမ်းစီပြောဆိုခဲ့တော့သူအားကျမတက်ဆွမ်းတော့ဥပဒေနဲ့အညီတရားဝင်လုတ်တက်လို့တဲ့လုတ်ပြီးသားမလို့တစ်ဖက်တစ်ဖက်သူဖမ်းဆီးရမည်အတွက်နဲ့တော့သက်ဆိုင်ရာဌာနကလုတ်ပါလိမ့်မယ်ကျမဒီသက်ဆိုင်ဌာနကိုပြစ်ချင်တာကို ကိုဖြစ်ချင်တာကိုခိုင်းပိုင်ခွင့်အခွင့်အရေးကျွန်မရှိနေပါဘူးရှင်နဲ့ကိစ္စရတဲ့ညီမနိုင်ငံတည်ဆဲဥပဒေများအညီသာတရားဝင်ဆောင်တာဖြစ်ပါတယ်ဆိုပြီးတော့အေတင်ကသူ့ရဲ့ Facebook ကနေစကြီးတယ်တော့ဒါကိုကြည့်ချင်းအဖြစ်အေတင်ကသူအမှုဖွင့်ခဲ့တယ်ဆိုတော့ရေးထားတယ်သူရေးဖွင့်ခဲ့တယ်ဆိုတော့အေတင်ကကစစ်ခွေးမရတဲ့နော်ဆိုတော့ကြောင့်အမှုဖွင့်ခဲ့တယ်ဆိုတော့ကြောင့်လေအေတင်ကသူ့ရဲ့ Facebook ကနေတရားဝင်ရေးပါတယ်နော်ရေးပါတယ်သူကိုယ်တိုင်အမှုဖွင့်ထားတယ်ဆိုတော့ကြောင့်ရေးပါတယ်ဆိုတော့ဒါကိုကြည့်ချင်းအဖြစ်အေတင်ကဒီသမီးဆိုဆိုတဲ့တက်ကူကိုအမှုဖွင့်နေဆိုတော့ဒီပဲတက်ရောက်တယ် ဆိုတော့ဖွင့်လိုက်တဲ့အတွက်ပြင်းဦးလွင်မြို့နယ်မှာဖွင့်လိုက်တဲ့အတွက်ပြင်းဦးလွင်မြို့နယ်မှာဖွင့်လိုက်တဲ့အတွက်ပြင်းဦးလွင်မြို့မှာအဲအော်တိုဘာ6ရက်ကတဲ့ပြင်းဦးလွင်မြို့မှာရဲစခန်းမှာပ215မြေဆောင်2025ဆက်သွယ်ဥပဒေပေါ်မှာ66ကာဂျီနဲ့မှုဖွင့်ပါတယ်ဆိုပြီးပြောထားတယ်ဆိုတော့ဒီမှုဖွင့်ချက်ကြောင့်အော်တိုဘာ7ရက်နေ့ဒီနေ့မှာတော့ဒီတက်ကိုကိုဆိုတဲ့သမီးဆိုးဆိုတဲ့အမျိုးသမီးကရန်ကုန်လေစိတ်ကနေပြန်ထွက်ဖို့သူ့ရဲ့အမေရိကကိုပြန်ဖို့တော့ပြန်ထွက်ဖို့ကြိုးစားနေချိန်မှာလေစိတ် immigration ဖြတ်တဲ့အချိန်မှာ immigration ဖြတ်ဒီမျိုးသူကိုကြည့်လိုက်တဲ့အခါသူ့ရဲ့ passport ကိုတည်သူရတဲ့အချိန်သူ့ဟာကြည့်တော့ ဒီမျိုးသမီးတက်ကိုကသိရခါကျတော့အဲ့မှာသတင်းချက်လက်ကကွနာရောက်ပြီတရံကလို့တရင်ကိုရည်ရှိတော့ရောက်ပြီရောက်တဲ့ခါကျတော့ဒီမျိုးသမီးကိုပြုံးလိုက်မှာဖုတ်မထားလို့ပေါ်ပေါ်လာတဲ့ခါကျတော့အဲ့မှာသက်ဆိုင်လူစိမရှိတာဝန်ရှိတာလုံကျွေးတက်ဖို့ကနေကသူရှိတဲ့တာမီနေမှာသူရှိတဲ့အဲသူလင်းစီမဲ့တာမီနေပေါ့စောင်းတဲ့ဂိတ်မှာတွားပြီးတော့ဖမ်းတယ်ဖမ်းခေါ်ပြီးတော့သူ့ကိုစစ်ဆေးတယ်မင်္ဂလာရဲစခန်းမှာဖုတ်ဆစ်ဆေးရလုပ်တယ်အဲ့တော့တက်ကိုကိုဆိုတဲ့သမီးဆိုဆိုတဲ့အဲ့ဒီမျိုးသမီးကအသက်50နဲ့9နှစ်ရှိပြီလို့ပြောတဲ့အမေရိကန်နိုင်ငံသူမြန်မာပြည်ဖွားအမေရိကန်နိုင်ငံသူဖြစ်တယ်ပေါ့ဗျာဆိုတော့ သူ့အခုမူဖွင့်ပြီးတော့ပြီးရင်တော့ပြုံးလင်းရဲစခန်းကိုလွှဲပေးဖို့အတွက်ဒါပြုံးလင်းရဲစခန်းကိုဆက်သွယ်ပြီးတော့လာခေါ်ခိုင်းတယ်ဆိုဒီနေ့ဆိုတော့ပြုံးလင်းရဲစခန်းကိုဒါနောက်ရက်ဒီကြိုင်တော့လွှဲပါလိမ့်မယ်အဲ့တော့ပြုံးလင်းရဲစခန်းမှာသူဒါဆက်ပြီးအမှုရင်ဆိုင်ရလိမ့်မယ်ပေါ့နော်ဆိုတော့60ယောက်ကအမခံရလားရှိရမရလားရှိရကြည့်ရတော့အမခံရမယ့်ပုံတော့မပေါ်ဘူးဘာဖြစ်လို့ဆိုတော့ဟိုဝိနေကိုဆိုတော့အမျိုးသမီးဘက်ကနေလေဘယ်တော့သူ့ကိုဟိုဘာဖြစ်ထားလဲတော့မသိဘူးဘယ်တော့သူလဲဟိုမှာအပြောခံထားလဲတော့ကျွန်တော်မသိဘူးဒါလည်းဖြစ်နိုင်ပါတယ်တော့တော့အေတင်ကိုဆိုတော့အဲ့ဒီအမျိုးသမီးကိုလည်းသူတော်တော်လေး သမီးစိုးတို့ကတော့ပြောထားတာပုံရပါတယ်အဲ့တော့တစ်ချိန်တည်းမှာသူကမဖြစ်ခဲ့ဘူးလို့ဆိုသူတို့နှစ်ယောက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်ရှာကြည့်တဲ့အခါအမှတန်းချို့သွားတွေ့တယ်ဘာလို့ဆိုတော့သူတို့နှစ်ယောက်ရံဖြစ်ကြမဲ့သေသေးလေးဖြစ်တယ်ဖေးဆိုမှာအပြန်လာသူရင်းကိုယ်နဲ့စော်ကြလော်ကြမပြောမဲ့ဒီဖြစ်ကြရင်းနဲ့ဘာလဲနေရွှေပဲဆိုလာပါလားရွှေပဲမှာစုံမယ်ပါ냐ဆိုတော့အေးတင်ကိုကရွှေပဲကိုသွားတယ်ထင်တယ်ကျွန်တော်ကျွန်တော်အဲ့တခုမှတွေ့လိုက်တယ်သူကအမှရွှေပဲဆိုင်ရအောင်ကျင်ညာရယ်ဆိုလာပါလားအဲ့ဖေးဆိုမှာဟာတာတွေတက်လာတာပေါ့နော် ဆိုင်ပိတ်လိုက်ရပါပြီ။ဘာညာဆိုဟာဘာတွေလဲဘာတွေလဲပေါ့နော်။ဆိုတော့အေးဒီကုန်းနဲ့ဒီသမီးဆိုးနဲ့ညိနေတဲ့ဇလန်းကိုတော့ကျွန်တော်အဲ့ဒီတော့မြင်လိုက်တယ်။သူတို့တွေကတော့ညိပြန်ပြီညိပြန်ပြီပေါ့။ကျွန်တော်မြင်နေတာ။အေးဒီကုန်းနဲ့သမီးကတော့ရှင်းရှင်းလေးပဲသမီးဆိုးရှိတဲ့နေရာကိုရောက်အောင်သွားရှင်းတဲ့သဘောတော့တွေ့ရတယ်။တချို့ဗီဒီယိုဖိုင်တွေပါတက်တော်တွေတက်လာချင်းတယ်။သွားရှင်းတဲ့သဘောတွေ့ရတယ်။ဆိုတော့ဒါကိုကြည့်ချင်းအပြင်တော့အေးဒီကုန်းလည်းခေတူမဟုတ်ဘူးပေါ့နော်။ตั้วชินน่ะเดะอีตั้วชินน่ะบ่เนาะสอตั้วชินน่ะตะมี้โซ่ก็ปัดปี้ในตะโบชื่อไอ้ไอ้มาเนี่ยจรจิเนี่ยปัดปี้ในตะโบชื่ออ่ะเนี่ยไอ้โหลลงในโหลเนี่ยกูก็ดีนี่ดุ๊ดโซ่มุพั่นไล่พั่นไล่ไปสู่กระเดะอ๋อ ဒီလိုဖြစ်သွားပါလားဗောနော်ဆိုတော့ဟိုပြောရရင်သမီးဆိုးကိုဖမ်းဆီးတာဒီအေးစင်ကိုရဲ့အမှုဖွင့်မှုကြောင့်ဖမ်းဆီးတာဖြစ်ပြီးတော့နောက်ထပ်သူ့ကိုထပ်ပြီးထပ်တိုးမှုတွေဖွင့်ရင်တော့ဒါသူ့ရဲ့ရှေ့မှာလုပ်ခဲ့တဲ့သူ့ကိုမချင်တဲ့သူတွေဝိုင်းထပ်ဖွင့်လာရင်ပေါ့ပေါ်လာနေဗောဆိုသမီးဆိုးရမ်းခဲ့တာလည်းနေမမနေတာသူပတ်ရမ်းခဲ့တာနေမမနေတာအဲ့လွတ်မလွတ်တာမြန်မာပြည်မှာရှိတဲ့တချို့ပါလေဟိုတချို့တေးဆောင်မင်းမီးတော့မလွတ်ဘူးသူသူရမ်းတာအဲ့တော့ခုမင်းသမီးအဲ့မင်းသမီးတွေတေးဆောင်နေရတာထပ်ပြီးအမှုဖွင့်ရတာထပ်ပြီးတော့အမှုတွေကခင်ဗျာဟိုအမှုတွေကအေးစင်ကို sorry အေးစင်ကိုဖွင့်တာတခုရယ် ဟိုဂျန်နယ်လူတွေကလာဝိုင်းဖွင့်ချလိုက်ရင်အဲ့မှာသမီးဆိုကသူ့အသက်ထက်ပို့ပြီးတော့အမှုရများသွားနိုင်ခြင်းရှိသေးတယ်ဆိုတော့ဘယ်တော့တော့သူ online ပေါ်လေးရန်ကားခဲ့တယ်သူများကို purpose စစ်စစ်ပြောခဲ့တဲ့လဲပေါ့နော်ဆိုတော့အဲ့ဒါမျိုးပေါ့အဲ့ဒါရည်ကြည်ဒါကြောင့်ခင်ဗျားတို့ Facebook တုံးတယ် TikTok တုံးတယ် social media platform တုံးတယ်ကြိုက်တာတုံးပါဒါပေမဲ့ကျွန်တော်ခဏခဏပြောပါတယ် social media ပေါ်မှာ Facebook ပေါ်မှာ TikTok ပေါ်မှာလူတွေကိုဆဲကြင်လို့ရှိရင်ဆဲလိုက်ရတယ်အဲ့ social media ပေါ်မှာဆဲတာ TikTok ပေါ်မှာဆဲတာတခုပေါ်မှာဆဲတာအမှုကြီးတယ်ပိုကြီးတယ် ခမရခမရက်ွက်ထဲမှာကိုယ့်အိမ်ခန်းထဲမှာလူတက်ကုန်မကျင်းလို့ကိုယ့်အိမ်ခန်းထဲအခန်းထဲကိုတကားပိတ်ပြီးတော့အိုက်ကောင်ဆဲပလိုက်ဘူးမှမကြောက်ဘူးပြီးသွားဒါပေမဲ့ခမရရက်ွက်ထိတ်ထွက်ဆဲရင်တော့ပြဿနာဆရှိပြီအဲ့ဒီမှာတခါဆိုရှယ်မီဒီယာကိုတက်ဆဲရင်တော့ရှင်းလို့မရတော့ဆိုရှယ်မီဒီယာကိုတက်ရန်ကန်ရင်ရှင်းလို့မရဘူးအဲ့ဒါကြောင့်ခမရတို့ကိုယ့်လက်ထဲမှာရှိတဲ့ဖုန်းတွေသိချောက်ဆရာကောင်းတယ်လို့ကျွန်တော်အချိန်ချင်းပြောတယ်ရမ်းမလုပ်ပါနဲ့ရမ်းရမ်းလုပ်ကြတယ်ဖွင့်ကျင်တယ်အခုသမီးစိုးတီအဲ့ဒါနဲ့တည့်တူပါတယ်သမီးစိုးပြောရအောင်ဆိုတော့စိုးရရရှိတယ်ခမရရုတ်တန်တလိုက်တော့ပြောတာဟိုကျွန်တော်ကြားပါတယ်တက်ကရရှိတက်ကကိုတက်မလို့သားတွေကိုလည်းစော်ကားတာလည်းရဲဆော်ကားတာလည်းရှိပါတယ်ဆိုတော့ ဟိုနိုင်ငံကြီးကြီးတွေလို့သူစောကားရှိတယ်ဒါနိုင်ငံကြီးကြီးတွေကတော့ခွန့်လို့ဟိုနားလေသူနိုင်ငံကြီးကြီးတွေတဲ့ခေါင်းကသူထဲ့တယ်မဟုတ်ဟိုဘာလဲလမ်းမခွေးဟောင်းတို့မျိုးကြော့ထားတဲ့သဘောတော့ရှိတယ်တိုးတော့သူစောကားမကပြောတာတွေကမကြောက်မနာတာတွေများပါတယ်အဲ့တော့ဘာပြောဒီဒေါ်အီသင်ကိုကောက်အမှုဖက်လိုက်မှပွဲရပြီးတော့ဇာတ်ကတိတ်ပေါ့အဲ့ဒါအေးရောအဲ့တော့ခုအမေရိကန်ကသူပြန်လို့မရနိုင်တော့ဘူးပေါ့အခုတချို့ကပြောလိမ့်မယ်အာအီသင်ကအမေရိကန်နိုင်ငံသူပဲပါကြောင်သူလို့ရပါတယ်အမေရိကန်နိုင်ငံသူဘကလို့အင်္ဂါဂျိုးကသူပဲဖြစ်ဖြစ်နော်မြန်မာနိုင်ငံတည်ဆဲဥပဒေကမြန်မာနိုင်ငံမှာလာရင်မြန်မာနိုင်ငံအမှုဖက်ခံမယ်မြန်မာအစိုးရက ဖြေလျှော့မှုမပေးသေးရင်သူထောင်ထဲမှာနေရမယ်ဒါပဲရှင်းနေရမယ်ဒီမှာဆိုဖြေလျှော့ပေးခြင်းသာလွတ်လွတ်မယ်ဆိုတော့သမီးဆိုးဆိုတဲ့အေဒီကိုဆိုအမျိုးသမီးကိုဖြေလျှော့ပေးမှလာလို့မင်းခင်ဗျာအမေရိကန်ဒီမှာနိုင်ငံတကာစစ်ဆေးရေးမှာဖြေလျှော့ပေးရမယ်လူအဆင့်ဆိုရင်တော့ပြောမရဘူးအဲ့လိုမဟုတ်ဘူးဆိုတော့လူကြီးဘာဖြစ်မလဲတော့မသိဘူးစောင့်လို့ကြည့်ရမယ်သို့တော့ဒီသမီးဆိုးရဲ့ဒီလိုပိုက်ရန်ရန်ကားမှုကြီးခြင်းအဖြစ်ခင်ဗျားတို့ဆိုရှယ်မီဒီယာသုံးတဲ့သူတွေအကုန်လုံးအဲဒါအောင်နမူနာယူပါကျန်တယ်မလို့ကြပါနဲ့တစုံတယောက်ကအမှုဖွင့်ထလိုက်ရင်အကုန်ရှုပ်ကုန်မယ်ဇာတ်လမ်းတွေရှိပါတယ်ဒါကြောင့်သတိထားကြဖို့တော့ကျွန်တော်တို့ပြောချင်ပါတယ်အဲ့တော့ ဟိုဒီသမီးတို့ဖြစ်စင်သည်ခင်ဗျားတို့ online မှာပေါက်ခဲ့ရေးနေတဲ့ဟာမျိုးဥမာပြည်ပြင်းမီဒီယာတွေနဲ့တချို့ဟာတွေကတော့နိုင်ငံတော်အကြီးအကျယ်ပြည့်စုံအောင်ကြံဖန်လှစ်ပတ်ရေးကြတာလေသူတို့ကဘလို့လာလာဘလို့လာရေးမှာဘလို့လာလာခင်ဗျားနောက်ဆုံးဒီဒီဒီတဲ့အစိုးရကိုစော်ကားတဲ့ပုံစံမျိုးပဲရေးမှာပြည်ပြည့်ဥစွာတာကျွန်တော်တို့ပြည်တာပြည်ပြည့်ဥစွာတိတ်လေအမှန်တိုင်းတိတ်လေအမှန်တိုင်းပြောဘာဖြစ်လဲသူတို့ကဒီတဲ့အစိုးရတိတ်ခါကြရေးပဲသူစဉ်းစားမှာကျွန်တော်တို့ရှင်းတယ်ဥပဒေကတော့အေးတင်ခေါ်အမှုဖွင့်လို့ဖြစ်တာမို့လို့တော့အေးတင်ကိုအမှုဖွင့်လေဒါပဲရှင်းနေပြီဒါနဲ့ရှင်းတာဘာမှမရှိဘူး ဆိုတော့ကျွန်တော်ရှင်းရှင်းလေးလေးပဲပြောပါမယ်အဲ့တော့ကျွန်တော်တို့ကကြိုက်တဲ့သတင်းသွားနာတော့ဒါပေမဲ့ကျွန်တော်တို့ကြိုက်တာလို့တိုးတော့အေးလုံလောက်ကြုံသွားရင်တော့ကိုယ်တိုင်နဲ့ကိုယ်ခံလို့ပြောချင်တာเนาะအခုကလာသတိနဲ့ထားနေကြပါ Facebook သုံးတာ Social Media သုံးတာတခုနဲ့သတိထားပါ TikTok သုံးတာလည်းသတိကြီးကြီးထားကြပါဘာလို့ဆို TikTok ကခင်ဗျားတို့နေညာရင်ထောင်းတဲ့ရောက်စီနေပါတယ်အဲ့ဒါလေးမမေ့ကြဘူးဒါလေးသတိပေးရင်းနဲ့အဲ့လိုပြောတာနောက်တစ်ခုကနောက်တဲ့စာသင်ကျောင်းကျော်စောဦးပြောတဲ့ဇနားထောင်ကြည်လိုက်အောင်နော် အားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးဦးပါ People Media ဖြစ်ပါလေဗျာဒီနေ့အော်တိုဘာလ12ရက်နေ့တင်းတင်းကုန်နေနေဖြစ်ပါတယ်အော်ဒီနေ့တင်ပြပေးချင်တဲ့တင်ကကျွန်တော်တို့ကျွန်တော်တို့ဒီပွဲတွေပွဲတွေမှာအများအားတွေ့နေရတဲ့သမီးဆိုးသမီးဆိုးကိုသမီးဆိုးကိုဒါသက်ဆိုင်ရာကဖန်စီထိန်းသိမ်းလိုက်ပါတယ်ထိန်းသိမ်းလိုက်ရတဲ့အကြောင်းရင်းကသမီးဆိုးကသူပြည်ပမှာနေစဉ်ကာလကဒီမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံမှာနေထိုင်တဲ့သူတွေကိုသူကပွဲတွေရှာတယ်ဗျာပွဲတွေရှာပြီးတော့သူအမျိုးမျိုးဆွဆွဲပြီးတော့ပြောဆိုမှုတွေလုပ်တယ် အဲ့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့ဒါတော်တော်လေးကိုခင်ဗျားတို့လည်းတော်တော်လေးစိတ်ဝင်စားမှုတွေလည်းရှိခဲ့ကြတယ်။အဲ့ဒီမှာမိုက်အင်တင်ကိုနဲ့ဒီသမီးစိုးတို့ကလည်းပွဲတွေဖြစ်ခဲ့ကြတယ်။ဒီသမီးစိုးမြန်မာနိုင်ငံရောက်တဲ့အခါမှာဆိုရင်လည်းသူတို့နှစ်ယောက်ချင်းပြီးတော့ဗျာဘယ်နေရာမှာတွေ့မလဲဟိုနေရာမှာတွေ့မလဲဒီနေရာမှာတွေ့မလဲဖြစ်ကြတယ်။အဲ့တော့ဒီသမီးစိုးကပြည်ပမှာနေတိုင်းစဉ်ကဒီမိုက်အင်တင်ကိုသူပြောဆိုမှုတွေရှိတယ်။အဲ့ဒီပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ဒါမိုက်အင်တင်ကိုကဒါသူ့ကိုဒီသူ့ကိုဒီဂုံသိက္ခာကြောင်းဆွဆွဲမှုတွေပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတော့ သူကပြင်းဦးလေမျိုးမရက်စကန်မှာ6ရက်10လ2025ခုနှစ်မှာအမှုပွင့်ခဲ့တယ်။တနည်းအားဖြင့်ကျွန်တော်တို့အော်တိုဘားလ6ရက်နေ့မှာအမှုပွင့်ခဲ့တယ်။မအင်းတင်ကွာနေပြီးတော့တမီးစိုးကိုအမှုပွင့်ခဲ့တာပါ။ဖွင့်ခဲ့တာကပြင်းဦးလေမျိုးမရက်စကန်မှာအမှုပွင့်ခဲ့ပါတယ်။ပါနံပါတ်က215မြင်းဆောင်2329ဆက်သွယ်ဥပဒေပုံမှာ66နဲ့အမှုပွင့်ခဲ့တာဖြစ်ပါတယ်။အမှုပွင့်ခဲ့တယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအော်တိုဘားလ7ရက်နေ့မှာတမီးစိုးကို တက်ဆိုင်ရာကဒါခေါ်ယူ ဟိုဖမ်းဆီးလိုက်တယ်ပေါ့ဗျဖမ်းဆီးထိန်းသိမ်းလိုက်တယ်ပေါ့ဒါလို့ဖြစ်ခဲ့ပါတယ်အဲ့တော့ခင်ဗျားတို့လည်းတမီးစိုးနဲ့ပတ်သက်တဲ့ပွဲတွေကတော့ခင်ဗျားတို့ခဏနားတော့နားတော့မနေဘူးလေလက်ရှိတော့ဒီသက်ဆိုင်ရာတမီးစိုးတော့ကျွန်တော်တို့အခုထိန်းသိမ်းသားပါတယ်ထိန်းသိမ်းရတဲ့အကြောင်းရင်းကမိုက်အသေးကိုနဲ့တို့ဖြစ်တဲ့ပွဲအဓိကတော့ဗျာကျွန်တော်တို့မိုက်အသေးကအသူ့ပေါ်ဒီဒီအဲတမီးစိုးရဲ့ပြောဆိုမှုကသူ့ရဲ့ဂုံသေးခါကိုနစ်နာရတယ်ထိခိုက်တယ်အဲ့မှသူလည်းပြောတာတွေ့ရပါလေပါလေ ဟိုကျွန်တော်လည်းတို့ကိစ္စပြောချင်ပါဘူးဗျာဒါကျွန်တော်ကတရင်ကိစ္စကြောင့်ကျွန်တော်ပြောရပါဟိုမအင်းသင်ကပါလေဘာပါသူကိုရကိုရတယ်ဗျာအများကြီးပြောတယ်ဗျာကျွန်တော်တိတ်မပြောချင်ဘူးအဲ့ကိစ္စကြောင့်လေကိုရကိုရအဓိကကျွန်တော်တို့တင်ပြပေးချင်တာကခင်ဗျားတို့ဒီအပိုင်းမှာခင်ဗျားတို့ပွဲနေတော့ခင်ဗျားတို့ရှားတာတော့ခတ်သွားလိမ့်မယ်။ဒါကြောင့်ဆိုသမီးဆိုးနဲ့သမီးဆိုးနဲ့ကျွန်တော်တို့အင်းသင်ကိုရပွဲအဲ့ဒီမှာပွဲတွေပွဲတွေပြီးပါမှလည်းဖြစ်တယ်ပြီးတော့မှလည်းပွဲတွေအကြီးဖြစ်ခဲ့တယ်။အဲ့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့အင်းသင်ကိုကသူ့ရဲ့နင့်နာမှုနဲ့ပတ်သက်ပြီးတော့အော်တိုဘာလာ 6ရက်နေ့မှာပြုံးလင်းမျိုးမှာရက်စကန်မှာအမှုဖွင့်ခဲ့ပါတယ်ဆက်သွယ်ရေးဥပဒေပေါ်မှာ66နဲ့အမှုဖွင့်တိုင်ကြားခဲ့ပါတယ်ဒါကြောင့်ကျွန်တော်အော်တိုဝါလာ7ရက်မှာဒါတမိဆိုးကိုတက်ဆိုင်ရာကနေပြီးတော့ခွေဦးထင်းသိမ်းလိုက်ကြောင်းသိရပါတယ်အားလုံးကျေးဇူးတင်ပါပြီ